အခုလိုချက်တွေကြောင့်မင်းသမီးကြီးညာလာလိုက်တဲ့အစာပေါင်းများစွာပိုလာတယ်လို့မှတ်ချက်ပြီးခံနေရတဲ့ယွန်းအတီလိုမျိုးအခုချိန်မြန်မာနိုင်ငံရဲ့ထိတ်တန့်ကြွန်သားမင်းသမီးတယောက်ဖြစ်လူပြောများနေတာကတော့ခေလီလိုလူတွေချစ်စနိုးနဲ့ခေါ်ကြတဲ့ယွန်းတီလမို့ပါရှင်။ယွန်းတီလမို့ရဲ့အလှတရားကအခုချိန်မှာလူတွေတော်တော်လေးကိုကြည်ကျူးနေကြတာဖြစ်ပါတယ်။ အထူးသဖြင့်ကျော်နာလေးတပုတ်ကြောင့်အခုဆိုရင်တော့ယွမ်တီလိုမျိုးကိုမြမရုပ်ရှင်လောကရဲ့ကံတော်ထိတ်တန်မင်းသမီးကြီးနန္ဒလိုင်းနဲ့တောင်တူရဲဆိုပြီးတော့ချီးကျူးမှုရရှိနေပါတယ်။ဒီလိုမျိုးယွမ်တီလိုမျိုးကိုချီးကျူးကြတာကလည်းအခုရပိုင်းအတွင်းမှာထွက်လာတဲ့ယွမ်တီလိုမျိုးရဲ့ကျော်နာလေးတစ်ခုကြောင့်လို့ဆိုရမှာပါ။အဲ့ဒီကျော်နာလေးကတော့ရွှေချမ်းရတနာရွှေဆိုင်ကျော်နာပဲဖြစ်ပါတယ်။အဲ့ဒီကျော်နာထဲမှာတော့ယွမ်တီလိုမျိုးကမြမရုပ်ရှင်လောကရဲ့အလှဘီယမနှစ်ပါးဖြစ်တဲ့အင်ရာကျော်စင်၊မွေကိုတို့နဲ့တူတယောက်ဆောင်ရတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအင်ရာကျော်စင်ကတော့ဥပဒနာလောကမှာအလှတရားတွေနဲ့တူ ူနှုတ်ပြမှုတွေကြက်တီရှိရှိလာတဲ့အလှတရားတွေကြောင့်နာမည်ကြီးပါတယ်။အထူးသဖြင့်အင်ရာကျော်စင်ကိုကြည့်လိုက်တဲ့ဆိုရင်တော့ဘယ်ချင်းကြည့်ကြည့်အေဂျင့်တင်ကြီးကကြက်တီရှိတဲ့အလှတရားကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်းမင်းသမီးကြီးမွေကိုကကျော်ဝမဟာဆန်တဲ့အလှတရားကြောင့်နာမည်ကြီးပါတယ်။အထူးသဖြင့်မွေကိုကသူမရဲ့ခန္ဓာကိုယ်အချို့စနဲ့မျက်နှာမူရဟန်ပန်ရီကတော်တော်လေးကိုတင်ရင်ရင်ကျက်စွာနဲ့မဟာဆန်နဲ့ဆိုပြီးတော့ပိတ်သက်တွေကမှတ်ချက်ပေးတတ်ကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းမွေကိုနဲ့အင်ရာကျော်စင်ကိုအနုပညာလောကမှာအလှပြင်းမှနှစ်ပါးအဖြစ်သတ်မှတ်ထားကြတာပါရှင်။ ရွှေချမ်းစင်ရတနာဆိုင်မှာတော့ဒီလိုထိတ်ကြမ်းမသိမနှောင်းတဲ့အပြိုင်ခေလေးယွန်းဒီလိုမျိုးကတရုတ်ဆောင်ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းယွန်းဒီလိုမျိုးကဒီလိုထိတ်ကြမ်းမသိမနှောင်းတဲ့အပြိုင်တရုတ်ဆောင်ရတဲ့ကြောင့်ညမျိုးမှာတော့သူမရဲ့အလှတရားကလုံးဝမှေးမိမသွားတာကိုတွေ့ရမှာပါ။တခြားသောမင်းသမီးတွေဆိုရင်တော့တယောက်တည်းဆိုရင်ဘလောက်ပဲလှပါတယ်ပြပြောသူတို့ချက်ပိုးလှတဲ့နောက်ချက်တရုတ်ဆောင်မင်းသမီးတွေနဲ့ရှင်တွဲတရုတ်ဆောင်လိုက်တဲ့အခါမှာတော့ကိုယောင်ကိုဝါရီမှေးမိသွားတဲ့အဖြစ်မျိုးရှိတတ်ပါတယ်။ ဒါပေမဲ့လည်းယွန်ကျေလမိုးကအင်္ဂလာကျော်စင်မိုးကိုရိုနဲ့ပြိုင်တယုတ်ဆောင်ရတဲ့ကြော်နာမှာတော့သူမရဲ့အလှတရားတွေကလုံးဝကိုမှိမ့်မိမသွားပဲဂန်ရွေမင်းသမီးကြီးနှစ်ယောက်နဲ့ရှင်ကယွန်ကျေလမိုးရဲ့တဝန်ဆန်တဲ့အလှတရားကိုပြည်သက်တွေကတော့မြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။အထူးသဖြင့်ယွန်ကျေလမိုးကရွှေချမ်းစေတနာဆိုင်ကြော်နာမှာတမိုးကြီးလုံးနဲ့ရွှေတဲ့ရတနာတွေနဲ့ကျူးမြမဆန်တဲ့အင်ဂျီလေးနဲ့တကယ်ကိုကြက်တီရှိတဲ့အလှတရားကိုပိုင်ဆိုင်ထားပါတယ်။အထူးသဖြင့်ယွန်ကျေလမိုးရဲ့ကြည်လင်ရှင်းတဲ့မျက်နှာလေးကတကယ်ကိုတဝန်ဆန်လွန်ပြီးတော့မဟာဆန်လွန်လာပါတယ်။ ဒါကြောင့်လေအင်ရာကျော်စင်တို့လိုမွေကိုတို့လိုမင်းသမီးကြီးတွေနဲ့ရှင်ရောင်ရုံးဒီလိုမွေအလှတရားကတကယ်ကိုမိမိမသွားတာဖြစ်ပါတယ်တချို့ကဆိုရင်အမှုပညာလောကမှာဒီလိုမဟာဆန်တဝန်းနန်းဆန်နဲ့မျက်နှာအလှတရားကိုပိုင်ဆိုင်ထားတာကဂန်ွေမင်းသမီးကြီးနန္ဒလိုင်းပဲရှိတယ်လို့ဆိုပါရယ်အခုတော့ယွန်းဒီလိုမွေးအလှတရားကနန္ဒလိုင်းအငယ်စားလေးကိုပြောင်းမြင်နေရတယ်လို့ပဲဆိုပြီးတော့လည်းပြောနေကြပါရယ် အလုံးသိကြတဲ့အတိုင်းနန္ဒလိုင်ကတခစ်တယောက်ဆိုသလိုစက်တီရှိတဲ့အလှတရားကိုပိုင်ဆိုင်ခဲ့ပါတယ်။အမှုပညာလောကမှာအထိတ်တန်မင်းသမီးတွေခက်ဆက်ဆက်ပေါ်လာပြီးမြေတစင်းစင်ငီးကြီးရတဲ့အလှတရားမျိုးကိုပိုင်ဆိုင်ထားတာကတော့ရှားပါတယ်ရှင်။ယွန်းဒီလိုမိုကတော့ဒီလိုမျိုးအလှတရားကိုပိုင်ဆိုင်ထားတာပါ။တချို့ကတော့ယွန်းဒီလိုမိုကငငယ်ရွယ်နဲ့စင်ကမာသားဖြစ်သွားတာကိုတော့နှမျောနေကြပါဗျ။အထူးသဖြင့်ယွန်းဒီလိုမိုရဲ့အလှတရားကိုနှမျောကြတာပါ။ဘာပဲဖြစ်ဖြစ်ခေလေးယွန်းဒီလိုမိုကအခုချိန်မှာတော့တလောက်ကိုတိန်းထောင်ချီဝငွေရရှိအောင်ကြော်ညာများစွာကိုရိုက်ကူးနေရပါပြီ။ ။အကြခင်မှာလည်းထိတ်တမသမီးတက်လက်အဖြစ်မြင့်တွေ့권ရအောင်မှာပါနော်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့အားရောမင်းသမီးကြီးနန္ဒာလိုင်းနဲ့တောင်းနှိုင်းရှင်ခင်ရတဲ့ယွန်းတီလူမှုရဲ့ခန်းလွန်ဆန်တဲ့အလှတရားကိုဘယ်လိုမြင်ကြလဲဆိုတာပြောသားပေးခဲ့ကြပါအောင်ရှင်။